တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဘဝလေးလာပါပြီအားလုံးပဲမင်္ဂလာပါဘဝ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့ပုံမို့လှပလာအောင်လို့ခန္ဓာကိုယ်ကိုခွဲစိတ်ပြုပြင်နေတဲ့နေဆန်းရဲ့ဗီဒီယိုလေးကိုကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးမကျွန်တော်တူတူကြည့်ရှုလိုက်ကြရအောင် จุดตัวเย่ค่อยแค่ในวิเราทนลาวาบีอารมณไปบอกนะสุดตังวิจารณ์ื่อให้ต่อารมณ์จะสุดใหจะมาเนี่ยกูวันแรกกูไหนอ่ะในวิรีโอาเนี่ยเช่าไหนมาปีอย่างบอกนะตลอดจาวาเนี่ยไม่เสียเช่งเจ้าตัวเอ่อไอ้ไอ้ง่ายนะบอกเนาะคืออาจารย์เราโอ้เป็นเนี่ยเพรามานหาวบอกเนาตีนนายยูเป็นดาบอกเนาะจะได้จะราติดมันหนา ဆောင်းရတယ်။ခွဲထားတာဟိုအထက်ရတယ်ခွဲထားတာ။တော့အပြင်မှာမဟုတ်။အစားစားတော့ရအောင်။ဒီလေးပိုရအောင်ဒီပါလေ။စေတောက်နေပါလေ။ တဲ့အစောကြီးဆိုရင်တော့ဆရာမတွေသူ့ပုံချိန်လာတိုင်းတယ်။ဒီအတားရေတွေတောက်ပေးတယ်ဆေးထဲပေးတယ်ခန္ဓာကိုယ်တော့ခန္ဓာကိုယ်တစ်ခုလုံးတောက်ပေးတယ်။ဟောနော်။ဟောဒီဆေးရောင်ကခီးဆိုင်မှုတော်တော်ကောင်းတယ်။ဟောအချိန်တိုင်းပဲ34တားရေဘာလို့ဆိုတော့ဆန်းဆိုတညလောက်ခေါ်နေ။ဟုတ်ပဲနိုင်လည်းခေါ်ဒီပဲနိုင်လည်းခေါ်ဆက်တော့ခနာကိုမလည်းခွဲရရှိရခဲ့ကြတော့လေ လေဒါကျေကိုက်ခဲတဲ့ဟာလို့ဆိုရင်တော့ဆေးပေးတယ်လောကကမ္ဘာတော့တာချောက်ယူဟိုတယ်ကချောက်ယူဟိုတယ်ပါတယ်ကိုဘာသာတော့နည်းနည်းပဲဆက်တယ်နည်းနည်းပေါ့ပြုတာလေးဆက်တော့ပေါ့ဒီမှာကလက်ဝါးအစီခွဲဆောက်ထားတဲ့နေရာပါဒီဘက်တစ်ဖက်ရဲ့ဒေါက်တာဒီဘက်ချက်တစ်ဖက်ရဲ့ပေါ့နော်တစ်ဖက် ဲ့လိုမျိုးဟိုဆော့ထားတာပေါ့နော်အဲ့လိုမျိုးရကတော့ကတော့နော်ဒီမှာဒါကတော့ပေါင်တစ်ဖက်ကိုအစီဆော့ထားတာပါခွဲပြီးဆော့ထားတာပေါ့နော်ပေါင်တစ်ဖက်ဆလောက်ပေါ့နော်ဆော့ထားတဲ့အစီကိုလည်းပြက်လိုက်တာပေါ့ဟုတ်ဘူးဆိုင်ရပြက်ထားပါပြန်ပြီးတော့ပါအစာထိုးထည့်ရပေါ့နော်ပြီးတော့ထိုက်တဲ့နေရာအတိကမြကွင်းထိုက်တဲ့ဟာကိုပြည့်သွားတယ်ဒီပါပါပါထဲမှာဆိုရင်လည်းထိုက်တဲ့ဟာလည်းဖူးဖူးလည်းဖြစ်သွားတာပေါ့နော် စာကမြတ်ထားရဲ့ဒီခြေလက်တပဲလောက်တော့ဗောနော်ဒီယထားဆီလီကွန်တော့ဆက်ချိန်တာတော့လောက်တော့မဟုတ်ပါဘူးအော်ခွဲခွဲခန်းကနေထွက်လာတဲ့နေတော့ဆိုရင်တော့ဒီဆက်ချိန်လိုက်တာလားပါတာဗောနော်မေးကြလို့အောက်ပိုင်းချိန်လိုက်တာမဟုတ်ပါဘူးသူကတော့စီးသွားတဲ့ပိုက်ချိန်ထားလို့ပါအဲ့တော့ကြောင့်မို့ဗောနော်ဆက်ချိန်တဲ့ဟာတဲ့သူသူလည်းဖြစ်နိုင်ဗောနော်အော်စီးသွားလို့ရှိရင်တော့အဲ့ဒါတက်လို့အစမပြေဘူးလေပေါ်မှာခွဲထားရရဆိုတော့အကောင်လုံးဓာတ်ကြီးကြိုက်ခဲရဆိုတော့ အဲအဲ့ဒါကြောင့်သူကစီးပိုက်ထည့်ထားတာပါနောက်တော့နိုင်ရိုးပဲနေရာထောက်လဲဆိုတော့ဒီမှာနိုင်ရိုးထောက်ထားနေရာပြမယ်နော်နိုင်ရိုးကကြတော့ဒီမှာပါဟောဒီနှုတ်ရဲ့အောက်ပေါ်ပေါ့နော်သူဖြတ်တာဒါတော့လောက်ပေါ့ဒါတော့လောက်ဖြတ်တယ်လက်တော့ချောင်းစာလောက်ဖြတ်တယ်ပေါ့နော်အဲ့ဒါလေးကိုသူဖြတ်ပြီးသွားလို့ရှိရင်တော့နှာခေါင်းဟာပြန်အစားထိုးလောက်တယ်ပြီးတော့လို့ရှိရင်နှာခေါင်းဘေးပါအခုလည်းအစ်စ်အစ်စ်အစ်စ်လောက်ပြီးကြတာပေါ့နော်ဘာကောက်ပေါ့တော့ခက်စားရတယ်နှာခေါင်းဘေးသားပါခြိုက်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုလည်းသူက နိုင်ရောပြစားထိုးတပေးတာပါနိုင်ရောနောက်နောက်တစ်ခုရှိတယ်ဒီနိုင်ရောဒီပါစာပြတ်တာခြိုက်တော့လေနိုင်ရောတို့ဒီပေးတာပါလည်းရှိသေးတယ်တစ်ခေါက်ပါလည်းရှိသေးတယ်ပေါ့လားအဲကြောင့်နိုင်ရောကတော့နည်းနည်းတော့အောက်တယ်ဇာတ်ကကျတော့ဘာမှဖြစ်ဘူးတော့တော့လက်ကကျတော့လေဒီလိုမျိုးကိုယ်ကောက်ရခက်တယ်ဘာလို့ဆိုတော့အတာရှိနေတော့လေအဲ့ဒါတစ်ခုပါကြတာကလို့ဆင်ပြေတယ်မြေထာဘက်ကိုင်တဲ့ဆရာလည်းအဆင်ပြေတယ်ခန္ဓာကိုယ်ဘက်ကိုင်တဲ့ဆရာလည်းအဆင်ပြေတယ်တော့နေရအခက်ဆုံးကပါလဲဆိုရတော့ အတရှူလို့မရတာတခုတော်တော်ခက်တာအဲ့လိုမပြောပစက်တယ်ပဲတရှူရတာပေါ့နော်နှာခေါင်းကတော့နှာခေါင်းပေါက်စလုံးအပေါက်နှစ်ခုစလုံးကိုသူအကောင်ပိတ်ထားတယ်အထဲမှာဆိုတော့သူကကိုယ်ကတည်းကောင်းနဲ့အကောင်လုံးအပေါက်တစ်ခုစလုံးကိုအဆွတ်ဆွတ်ထားပေါ့နော်အပေါက်မရှိတော့အပေါက်ပိတ်ထားတယ်ဒါဆို open လုပ်လို့ရှိရင်တော့ထည့်ရပေါ့နော်ဒါရင်အပြင်မှာလည်းပိတ်အထဲမှာလည်းပိတ်ထားတယ်လုံးဝတရှူလို့မရဘူးနှာခေါင်းနဲ့အခုပစက်တယ်ပဲဒီလိုမျိုးတရှူရတယ်အဲ့လိုမျိုးပေါ့၃ရက်၃ရက် နေရပါဘောเนาะတောင်ရပြေးလို့ရှိရင်တော့နှာခေါင်းအသက်ရှူရအောင်သူကထုတ်ပြမှာပေါ့ဒီတစ်ခါပြတ်တာပြင်တာကြတော့ဆရာဝန်ကနှာခေါင်းလည်းမလှနိုင်ဘူးတော့နှာခေါင်းပြင်ပြင်လိုက်ပါဆိုပြီးတော့မှနှာခေါင်းကပြင်ပြင်ဖြစ်တယ်ပေါ့เนาะနှာခေါင်းကစားနှာခေါင်းကနန်းရိုးအစားထိုးမှာပဲပိုလှလာမယ်ပိုရှည်လာမယ်ပိုပြီးတော့မှထွန်လာမှာပေါ့เนาะစစ်စင်းလည်းဖြစ်ပါပေါ့နန်းရိုးနဲ့မဟုတ်ဘူးဆိုရင်တော့မလှဘူးတဲ့အဲကြောင့်ဆီလီကောထပ်ပြီးတော့မှအခုဆီလီကောနဲ့မဟုတ်တော့ဘူးကွာနန်းရိုးအစားထိုးအော်ခွဲစိုက်ထားတာပါဒီမှာနန်းရိုးထည့်ထားပါတယ်ဒီဘေးရတာ ါနဲ့တန်ရိုးထည့်ထားပါတယ်ဒီတစ်ခါတော့ခါကကြတော့ရှိရှိလေးစစ်စစ်လေးဖြစ်သွားပါတော့အဲ့ဒါလေး အစားတော့ကပတ်စံထမျောတယ်နိုင်ရိုးနဲ့မလောက်ချင်ဘူးနောက်ဆောင်တော့လည်းနိုင်ရိုးနဲ့ပဲပြီးရတာပါတော်တော်များများထိုင်းပါကျတော့နိုင်ရိုးနဲ့ပဲလောက်ကြတာများတယ် open လောက်တော့ပေါ့နော်နှာခေါင်းတစ်ခုလောက်ကိုလှန်ပြီးတော့ပါအထဲကနေပြီးတော့ခွဲဆိုင်တာဆန်ခွဲဆိုင်မှုလောက်တဲ့ဒီ the act hospital မှာပေါ့နော်အကောင်လုံးဆော့ဆော့ရရာဆင်ပြေတယ်ဆန်တော့ကအခုကကျတော့ဝင်ရင်ပြီးအခန်းမှာနေပါတယ်အကောင်လုံးအဆော့ဆော့ရရာပေါ့နော်အကောင်လုံးရှိတယ်ပေါ့နော်ဒီမှာတောက်တော့ဒီမှာ အော်ဟိုကလေးတစ်ယောက်နေမင်းနေရာဆိုလည်းတပတ်တီးတက်ပေါ့နော်အဲ့ဆရာနေရာလေးရှိတယ်ဆန်းနေရာဆိုလည်းတီးတက်လုပ်ပေးထားတာပေါ့နော်တော်တော်လေးကောင်းတယ်အခန်းလည်းတန့်တယ်ဒီမှာကြည့်နော်အချိန်တိုင်းဆရာမတွေလာပြီးတော့ဗာခရူးဆိုင်ပေးတယ်အော်ရေချိုးတဲ့ချက်ရောက်လို့ရှိရင်ခါခါကိုလာတိုက်ပေးတယ်ပေါ့နော်ဆော့ဆော့ရရအကုန်လုံးကောင်းတယ် နော်အဲ့ဒါကြောင့်ဖွင့်ခွဲတဲ့အားလုံးလည်းဘာပဲလုပ်လုပ်ပေါ့နော်ယူတာဆီလီကွန်တို့ဘာတို့ပေါ့နော်ဟိုနှခေါင်းဟိုဒီနိုင်ယူလုပ်ချစ်ပဲသူတို့တော့ဆိုရင်လည်းလာပြီးတော့မတိုင်ပြဆွေးနွေးလို့ရပါတယ်ဆန်ရဲ့ပြန်ထား original တဘာဝပဲလှတယ်လို့ပြောတဲ့လူတခေါင်းလောက်ပေါ့နော်ဒီမှာ original ပေါ့ပါဘယ်သားလှလဲဆန်ကပရမ original ပေါ့ကောပြထားကိုအော်ဖီလာတွေထိုးတယ်ဘူတော့စ်တွေထိုးတယ်ပေါ့နော်ဖီလာနဲ့နေလာခဲ့တယ်ပေါ့နော် အဲ့ဒါကြောင့်ပြထာကိုကြည်ရတာအဆင်ပြေနေတာပါအခုကကြာတော့ဖီလာတဲ့အကောင်လုံးခွဲထုတ်ပြီးတော့ပါ plastic surgery တခုလုံးလောက်လိုက်ပါတယ်အဲ့ဆိုရင်တော့ဖီလာထိုးထည့်ဆရာမလိုတော့ဘူးပေါ့နော်အဲ့ဒါကြောင့်တပြက်ထာလုံးပြလိုက်ပါတယ်အရင်တော့ကဆေးပဲထိုးပါတယ်လုံးဝမပြေပါဘူးဒါကပထမဦးဆုံးအခောက်ပြပါတယ်နှာခေါင်းပဲ ၃ကြိမ်မြောက်ဖြစ်သွား၄ကြိမ်မြောက်ဖြစ်သွားတယ်ပေါ့နှာခေါင်းကနေလွယ်ပြီးတော့မှကြာတာဘာတစ်ခုမှကွဲစိတ်ထားခြင်းမရှိဘူးဆေးထိုးတယ်ဖေလာထိုးတယ်ဘူတောက်ထိုးတယ်ဒါပါပဲလုပ်ပါတယ်ကြာတာကတော့ဒါပဲပထမဦးဆုံးမျက်နှာတစ်ခုလုံး plastic surgery လုပ်တာဖြစ်ပါတယ်တချို့ company တွေမှာဆိုရင်တော့လုံးဆုံးပေါ့တော့အများကြီးပဲပြောကြပါတယ်ခွဲစိတ်ခွဲစိတ်ရမယ့်ပတ်စံတွေကိုအများကြီးကိုခံပြီးတဲ့ပတ်စံတွေကိုလှူလိုက်ပါလားဆိုတော့ပြောတဲ့သူအကုန်လုံးပေါ့နော်။ Okay ဆက်ပြောပြမယ်နော်။ဆက်အလုပ်လုပ်ပြီးရလာတဲ့ပတ်စံအဖေမေးပေးတယ်။ တခုကကြတော့ဆန်းဝတ္တနာပါတဲ့ဟာလောက်ပို့ရယ်တခုကကြတော့လှူဖို့အတွက်ရယ်เนาะဆန်းကခွဲထားပြီးသားအဲ့ဒါကြောင့်မို့ဒါကဆန်းရဲ့ရေမှန်းချက်ဖြစ်တဲ့ဆန်းအရင်တုန်းကခွဲစိတ်ချတဲ့ဟာလေးကိုဆန်းကရေမှန်းထားရရှိတဲ့အတွက်ကြောင့်မို့အခုချိန်မှာဆန်းကလောက်ပါတယ်ဆန်းလောက်နိုင်လို့လောက်တယ်เนาะအဲ့ဒါကြောင့်မို့အခုဥပမာပြောပြမယ်ဥပမာလူတယောက်ပါဥပမာပဲထားလိုက်ပါတော့မမတို့ဆိုရင်လေပတ်စံရလို့ရှိရင်တော့ဝါဆက်တမဝဲဘူးလား စပယ်တယ်မဖြတ်ဘူးလားစပယ်တယ်မကောက်ဘူးလားအဲကောက်မှာပေါ့လှူတဲ့လှူကတိလှူတဲ့ပတ်စံကတိတက်စပယ်ကောက်ဖြောက်တဲ့ဟာကတိတက်နော်ဆိုတော့စာဝတ်နေရေးတော့ကတိတက်အစမ်းလည်းအဲ့လိုပဲစားတော့လည်းအဲ့လိုပဲ နော်စာဝတ်ရေးတိတက်လူဝဲပစာကတိတက်နော်အော်တော့တော့ကိုအလှပြင်ဖို့တော့တိတာဒါဆန်းအလှပြင်တယ်လေကိုအလှကိုပြင်နေခြင်းနဲ့တယ်လေဘဝမှာဒါကိုကိုဆူချတဲ့အနေနဲ့ကိုဘဝမှာစိတ်ချတာတဲ့ကျင်တတ်တယ်အဲ့တော့ကြောင့်မို့ဝတ်တီလိုက်တာဝတ်ကြွေတယ်ပါတယ်ဒီလိုမျိုးဝတ်ကြွေရလေပတ်စံသိန်းထောင်ချီရှိနေမှာလုံလို့ရမှာနော်ဒီဝတ်ကြွေကတချို့ကြတော့ကွယ်ကွန်မန့်နေတာကြတော့သူများကိုသူများဒီလိုမျိုးလောက်တာတွေ့တော့ဟော အာဘာလဲမေးစေးပေးပေးထားတာအာဘာလို့ပြန်တို့လာလဲမသေးသေးဘူးလားအိုးစိတ်သက်တွေအရင်ကြောက်ဖို့ကောင်းတာနော်တော်တော်ကြောက်ဖို့ကောင်းတာပြောပြရမယ်နော်ကောင်းတာလုပ်ရင် ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်အဲ့တော့ကြောင့်မို့ဆန်းကဘတုကောင်ကထိခိုက်တာမဟုတ်ဘူးဒါကိုဘွားကိုကိုစိတ်တိုင်းကိုလက်ခွေရှိတယ်နော်အဲ့တော့ကြောင့်မို့တချို့ဟာပြောနေတော့ comment ထဲမှာဘာညာပဲပြောတဲ့ဟာတော့ ကိုမကောင်းတာလုပ်ရင်ကိုမကောင်းတာပြောရင်ကို့ကိုပဲထိမှာပါအဲဆိုတော့ဆိုင်းကအေးဆေးပါပဲဆိုင်းကဘဒူးကိုပါထိခိုင်းအောင်မလောက်ကူဖြစ်တော့တော့ကြောင်းမကိုကိုအေးဆေးပါပဲ thank you ပါကျေးဇူးများကြပါတယ် bye bye ဟုတ်ကဲ့ပါနေဆန်းကတော့ဒါသူ့ရဲ့ဒါမျက်နာတွေမဟုတ်ဘူးခန္ဓာကိုယ်ဒီလက်တွေရောခြေထောက်တွေရောเนาะဒါအစီတွေကိုဒါသုတ်ထုတ်ထားတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့နေဆန်းကဒါမကြောင်ငယ်မှာပဲပုံမူလှပလာတော့မှာပဲဖြစ်ပါတယ်အခုလိုမျိုးခန္ဓာကိုယ်ကိုခွဲစိတ်ပြူပင်ထားတဲ့နေဆန်းကို ပရိသတ်ကြီးကတော့ဒါဘလို့မြင်သလဲဆိုတော့ကို comment မှာဝင်ရောက်ဆွန်းနှွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.